ားလုံးပဲမင်္ဂလာပါဒီချေကတော့ grade 3 physics ကိုသင်ကြားမယ်ဒီချေဝါမွေးဖြစ်ပါတယ်ယနေ့သင်ကြားမလေးကတော့ separatory fluid dynamic အကြောင်းလေးကိုလေ့လာသင်ကြားရအောင်ဒီခေါင်းစဉ်ခွဲတဲ့ကနောက်ထပ်ခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့3.4 manifestation or bernoulli theorem လေးကိုလေ့လာကြည့်ကြရအောင် ဒီကောင်းစင်နဲ့မှာဘာတွေလေ့လာမလဲဆိုရှင် live on the wing of an aeroplane လီမြန်တောင်မှန်ရဲ့ပင့်အားတွေဒီလဲဘာနိုလီစီမင်းကိုအသုံးပြုထားတယ်နောက်တစ်ခုက insect spray ပိုးမွှားလေးတွေဖျန်းတဲ့စက်တွေကလည်းဘာနိုလီဒီယိုရန်ကို သုံးထားတယ်နောက်တစ်ချက်က magnet effects on a spinning ball ဘောလုံးရွေးရှားမှုဘောလုံးလေးတွေကန်တဲ့အခါမှာလိတ်သွားတဲ့ရွေးရှားမှုဒီလဲဘာနိုလီဒီယိုရန်ကိုလေ့လာထားတယ်နောက်ဆုံးတစ်ခုအနေနဲ့ the rule of ဟောက်ဆက်ကန်ဖလိုင်းအဝေးကျူးရင်းဆိုင်ကလုန်းဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နေတဲ့အတော်တိမှာဖြစ်နေတဲ့ခေါမိုးရီရဲ့လင့်ပြမှုတွေလည်းဒါဒီလေဘာနောလီစီမြင့်ကိုအသုံးပြုထားတာဖြစ်ပါတယ်။ဟုတ်ပြီဘလိုတွေတဘောတွေလည်လာထားလဲဆိုတာကိုအသေးစိတ်လည်လာကြည့်ကြရအောင်။ Live on the wing of an aeroplane လင်းမြန်တောင်ပံရဲ့ပင့်အားကြောင့်ဖြစ်ပေါ်နေတဲ့အကြောင်းတရားတွေကိုဘာနောလီစီမြင့်နဲ့လည်လာကြည့်မယ်။ The air flowing moving above the tall car suffered or the wind have a long distance to travel ဆိုလိုခြင်းတဲ့အတိတ်ဘယ်ကလေမြန်တစ်ခုကရွေရှားနေတဲ့အပေါ်ဘက်ကို cup survey တနည်းအားဖြင့်ဆက်ဝိုင်းပုံသဏ္ဍာန်လမ်းကြောင်းလေးနဲ့ရွေရှားတဲ့အခါမှာသူ့ရဲ့တောင်ပံလေးက long distance to travel အကွာအဝေးတွေရှည်လျားစွာနဲ့ပြန်တန်းနေတဲ့အချိန်လေးဖြစ်ပါတယ်တဲ့အဲ့ဒီချိန်မှာ need to go faster ပိုရင်းလင်မြန်စွာသွားဖို့ရန်အတွက် to have the same transmit time at the air traveling around the lower flat ဆာဖီဟော်ရီဇွန်နယ်ပိုဇီရှင်ရေပြင်ညင်မြင်းတောက်လျှောက်မှာရှိနေတဲ့ lower flat ပြားတဲ့မျက်နှာပြင်ဖြစ်ဖို့ရန်အတွက်ခုနကကပ်ဆာဖီကိုပြားတဲ့မျက်နှာပြင်ဖြစ်ဖို့အတွက် same transit time သူတို့ရဲ့သွားခဲ့တဲ့အကွာဝေးတွေအကုန်လုံးတူညီရမယ်ဒါမှသာလျှင်သူတို့ဒီလင်မြန်စွာအကွာဝေးတွေသွားပြီးတော့ပြားတဲ့ပုံသဏ္ဍာန်တနည်းအားဖြင့် horizon နဲ့ position ရေပြင်ညင်မြင်တိုင်းရှိလာမယ်ဆိုတော့လ ీల သိရှိရမှာဖြစ်ပါတယ်။ဟင် devlosty or air floor a high along the top survey and lower along the bottom survey ဆိုလိုတဲ့အတိပ္ပယ်ကဒီလိုလင်းမြန်တောင်ဝန်လေးကအမိုးပေါ်ကိုတက်ရှိတက်ရောက်လေးသူ့ရဲ့မျက်နှာပြင် top survey အပေါ်ပြင်မျက်နှာပြင်မှာက velocity အလင်းလေးက high ဖြစ်ပြီးတော့အောက်မျက်နှာပြင်လေးမှာကတော့ low ဖြစ်နေမယ်ဆိုတာကိုဆိုလိုထားတာဖြစ်ပါတယ် this cause ဒီဖြစ်စဉ်နေသည် a low pressure above the wind and a high pressure below the wind we provide a live on the wing လင်းရင်မှန်တောင်မှန်လေးပင့်အားတွေဖြစ်ပေါ်လာသည်နှင့်အမျှ low pressure pressure တန်မိုးတွေနည်းလာမယ် above the wing အပေါ်မှာရှိနေတဲ့တောင်မှန်လေးအပေါ်ဘက်မှာဖိအားလေးတွေကနည်းလာမယ်အောက်ဘက်မှာရှိနေတဲ့ဘီလိုဝင်လေမန်တောင်ပေါ်မှာရှိနေတဲ့ဖိအားလေးတွေကတော့ high ဖြစ်လာမယ်ဆိုတော့ကိုဆိုလိုထားတာဖြစ်ပါတယ်ဒီနည်းတင်ဒီပဲဘာနောလီသီယိုရန်ကိုတုံထားတာဖြစ်တယ်အောက်မှာဖိကာလေးနဲ့တကွာထပ်ကြည့်ကြရအောင် ဒါကလေးမြန်တစ်စင်းရဲ့တောင်ဝန်လေးဖြစ်ပါတယ်။ဒီမှာလေးမြန်ရဲ့အပေါ်မှာရှိနေတဲ့ high velocity high velocity airflow အောက်မှာရှိနေတဲ့အပြာတန်းလေးကကြတော့ low velocity airflow ကိုဆိုလိုထားတာဖြစ်ပါတယ်။ high velocity ဖြစ်လာသည်နဲ့အမျှသူဒီဖိအားတွေက low pressure ဖြစ်မယ် low velocity တွေဖြစ်လာသည်နဲ့အမျှ high pressure ဖြစ်မယ်ဆိုတာကိုယူဆနိုင်မှာဖြစ်ပါတယ်ဒီလိုယူဆခြင်းအဖြစ်နောက်ဆုံး finally မှာက live due to pressure different ပရက်ရှာတွေကွဲပြားခြားနာလာမယ်လိုပရက်ရှာတွေဟိုက်ပရက်ရှာတွေကွဲပြားလာသည့်အမျှလေယာဉ်မြန်ရဲ့တောင်ပံလေးကပင့်အားတွေရရှိလာပြီးတော့ direction or flight သူရဲ့ဥတီအတိုင်းလေယာဉ်မြန်လေးကပြန်တန်းသွားပြီးဖြစ်ပါတယ်ဒီနည်းတည်လည်းပဲဘာနိုလီသီအိုရန်ကိုသုံးပြီးတော့လေ့လာထားတဲ့နည်းလေးဖြစ်ပါတယ်နောက်တစ်ခုကြည့်ကြရအောင်နောက်တစ်ခုက insect spray ပုံမွားတန့်စင်ရေပစ္စည်းကရိယာတွေမှာသုံးတယ်ပစ္စည်းကရိယာတွေမှာဆိုရှင်ဒီဘာနိုလီစီမင်းကိုသုံးထားတယ်တဲ့ဘလို့သဘောလဲဆိုရင် one the piston on the subri subria a press piston piston လေးကိုဖြန်းဖို့ရန် address ဒီသူ့မှာရှိနေတဲ့ခလုံလေးကိုဖိလိုက်တဲ့အချိန်မှာ the fat moving air causes lean lady ကလေမြန်မြန်နဲ့ဖြစ်ပေါ်လာမယ် a low pressure at the tear of the nose ခေါင်းလေးကနေပြီးတော့ရေတွေကလိုအပ်တဲ့ရေပမာဏလေးတွေဆေးပမာဏလေးတွေထွက်ပေါ်လာမှာဖြစ်ပါတယ်တဲ့ဒီလိုဖြစ်ပေါ်လာမှုသည် the liquids inside the container ဒီခွက်ထဲမှာရှိနေတဲ့အရေပမာဏတွေသည် ARA high pressure PR ဤသည် high pressure ဖြစ်တဲ့အတွက်ကြောင့်သူ့ထဲမှာရှိနေတဲ့ high pressure တွေဖြစ်တဲ့ဒီလိုအခြေအနေမှာဆိုရှင် and therefore rush air through the stand and out the nose ကွန်တိန်နာထဲမှာရှိနေတဲ့ရေရဲ့ပမာဏတွေသည် higher ဖြစ်ပေါ်လာသည်နဲ့အမျှနောက်ဆုံး nose ပိုက်ကနေပြီးတော့ liquid လေးတွေထွက်ပေါ်လာမယ်ဒီနည်းတေလီပဲ teacher တို့ညီ insert spray ဆိုတဲ့နေရာမှာဒီတဲ့ barnoli theorem ကိုတုံးထားတာဖြစ်ပါတယ်နောက်တစ်ခုကြည့်ကြရအောင် နောက်တစ်ခုက manner efforts on in spinning ball ဘောလုံးလေးတွေရွေးရှားမှုတနည်းအားဖြင့်လှည့်ပတ်မှုကနေ manner efforts ကိုလေ့လာထားတယ် manner effort ဒီလည်းပဲ barnoli theorem ကိုဘယ်လိုလေ့လာထားလဲကြည့်ကြရအောင် the manner efforts is a particular manifestation or barnoli theorem that is commonly associated with a spinning object moving through a fluid အရေးတဲကိုဖြတ်သွားတဲ့ spinning object အရာဝတ္ထုတစ်ခုကအဓိကအဖြစ်တော့သူတို့တွေဒီ ဘာနောလီသီရန်ကိုအသုံးပြုထားတဲ့ဘလူကလည်းမန်နန်အဖက်စ်ကနေပြီးတော့ဘာနောလီစီမင်းကိုအသုံးပြုထားတာဖြစ်ပါတယ်ဒီလိုဖြစ်ပေါ်ခြင်းအဖြစ်ဘလူတွေဖြစ်လဲစိုက်ကြည့်ကြရအောင် in the case or in ball ဘောလုံးလေးက spinning through လေထဲမှာဘောလုံးလေးကလှက်ပတ်လှက်ပတ်နေတယ်အဲ့လိုလှက်ပတ်နေတဲ့အမျှ that turning for dress some of the air လေထဲမှာတရွတ်တိုက်နေဘောလုံးလေးက direction တွေကရွေရှားလာမယ် the turning board dress some of the air around we a ဘောလုံးလေးကဒီလိုတရွတ်တိုက်ပြီးတော့လေထဲမှာရွေရှားလာမယ်ဆိုတာကိုလေလာသိရှိရမှာဖြစ်ပါတယ် this concept ဒီလိုဖြစ်လာတဲ့အခါမှာ the different in pressure of pr တွေသည် or the air or opposite side of the spinning ball ဘောလုံးလေးရဲ့ရွေရှားနေတဲ့ဆန့်ကျင် နေတဲ့ direction ဒီမှာရှိနေတဲ့ဖီအားလေးတွေရယ် and ပြီးတော့ produce the depression or the ball ဘောလုံးလေးရဲ့ဥတီယာမှာထုတ်လုပ်နေတဲ့ direction တွေနှစ်ခုမှာရှိနေတဲ့ဖီအားတွေကွယ်ပြားခြားနားစွာနဲ့ဖြစ်ပေါ်နေတာကိုလေလာသိရှိရမှာဖြစ်ပါတယ်ဒီလိုလေလာသိရှိအဖြစ်ဘယ်သူကလေလာသိရှိခဲ့လဲဆိုလို့ရှင် the first a name after the german physicist henry gustav mannes သ ဒီသိပ္ပံပညာရှင်ကဂျာမန်ယူဘဗီရာပညာရှင်ကဒီ effect ကိုလေ့လာခဲ့တဲ့ အတွက်ကြောင့် manet ဆိုတဲ့လူကလေ့လာခဲ့တဲ့ အတွက်ကြောင့် who described their effects in 1852 1852ခုနှစ်တုန်းကဟင်းနေဂက်စတောမန်နက်ကလေ့လာခဲ့တဲ့အတွက်ကြောင့်ဒီနီလန်ကိုမန်နက်အဖက်လို့ယူဆပါတယ်။ဒီမန်နက်အဖက်ဒီလည်းပဲတနည်းအားဖြင့်ဒီချယ်ရိုးတွေအခုသုံးခဲ့တဲ့ဘာနောလီသီယိုရန်ကိုသုံးခြင်းအားဖြင့်လေ့လာသိရှိခဲ့တာဖြစ်ပါတယ်။ အောက်မှာ figure လေးကိုတစ်ချက်ကြည့်ကြရအောင် figure မှာဘောလုံးတစ်လုံးရှိပါတယ်ဘောလုံးတစ်လုံးလေးမှာ duration နေလေထဲမှာလှည့်ပတ်နေတဲ့ velocity velocity of ball ဘောလုံးလေးရဲ့အလေနဲ့ရှိလို့ velocity of air လေထဲမှာရှိနေတဲ့ဘောလုံးလေးအလင်းရှိတယ်ဒီလိုရှိသည်ဆိုလို့ရှိရင်ဘောလုံးလေးကလှက်ပတ်တည်နေအမျှ high pressure လေးတွေအပေါ်မျက်နှာပြင်မှာဆို high pressure ဖြစ်မယ်အောက်မျက်နှာပြင်မှာဆို low pressure ဖြစ်မယ်ဒီလိုဖြစ်ပေါ်တည်နေအမျှနောက်ဆုံးဘောလုံးလေးက drag တရွတ်တိုက်ဆွဲပြီးတော့ ၄ထဲမှာပြန်ပြီးသူ့ရဲ့ဦးတီရအတိုင်းဒါရရှင်နေဖြစ်ပေါ်လာတာကိုမန်နက်ကလည်လာခဲ့တယ်ဒီနီလန်းဒီလည်းပဲဘာနောလီတီယိုရန်ကိုလည်လာထားတာဖြစ်ပါတယ်ဒီထိလည်းမင်းတို့တွေတဘောပေါက်နားလည်မယ်လို့တချိန်ယူဆပါတယ်နောက်တစ်ခုဆက်ကြည့်ကြရအောင်နောက်တစ်ခုက The Root or Household Can Fly Away to Rain Cyclone Cyclone ဖြစ်နေတဲ့အတောအတွင်းမှာအင်ကောင်မိုးတွေရဲ့လွင့်ပြန်မှုနေရာမှတွေက ဘာနောလီစီမင်းကိုဘလို့တုံးတက်ထားလေးဆိုတာကိုလီလာကြည့်ကြရအောင်ဂျူရင်းဆိုင်ကလုန်းဆိုင်ကလုန်းဖြစ်နေတဲ့အတော်တွင်မှာ moving against p လေးရဲ့နှုံးတွေကများပြားနေမယ် above the roof or a house အိမ်ရဲ့ခေါင်းပေါ်မှာရှိနေတဲ့လေလေးတွေရဲ့ပမာဏတွေဒီများပြလာမယ်အဲ့လိုများပြနေတဲ့အခါမှာ corset တဲ့ recruit pressure on the root ခေါင်းပေါ်ပေါ်မှာရှိနေတဲ့ဒေဒုဖီးယားလေးတွေဒီ recruit ရှော့ချမှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်အဲ့လိုဖြစ်ပေါ်လာသည်နဲ့အမျှ therefore the pressure inside the heart is greater အိမ်ထဲမှာရှိနေတဲ့လေထုဖီးအားတွေဒီ high pressure မြင့်မားတဲ့အတွက်ကြောင့် weak can read the root ခေါင်းပေါ်တွေဒီ တွန်းကန်ပြီးတော့နောက်ဆုံးလွင့်ပြန်ပြီးတော့ဖြစ်ပေါ်သွားမယ်ဒါသည်ဆိုင်ကလုန်းတိုက်နေတဲ့အခါမှာခေါင်းမိုးပေါ်ကိုရောက်ရှိလာတဲ့လေထုပြားလေးများမယ်များတဲ့အတွက်ကြောင့်အင်းထဲမှာရှိနေတဲ့အတွင်းထဲမှာရှိနေတဲ့လေရဲ့ပြားလေးတွေလည်းများတဲ့အတွက်ကြောင့်ခေါင်းမိုးသည်နောက်ဆုံးလွင့်ပြန်သွားတဲ့အခြေအနေကိုရောက်ရှိသွားတယ်ဒီနီလန်းဒီပဲလေဘာနော်လီစီမင်းကိုလေလာပြီးတော့တုံ့တက်ထားတာဖြစ်ပါတယ် ဒီဘာနိုလီစီမင်းနဲ့ပတ်သက်ပြီးတော့ခေါင်းစဉ်လေးခုလုံးကိုတည်ချဲမင်းတို့ကိုအသေးစိတ်ရှင်းပြထားတယ်ဒါလေးတွေကိုတဘောပေါက်နားလည်မယ်လို့တည်ချဲယူဆပါတယ်နောက်တစ်ခုကြည့်ကြရအောင် SMN 3.0လေးကိုကြည့်ကြရအောင် Airstream horizontally per a small airplane when set that the speed is 70 meter per second over and 60 meter per second ပတ်တဲ့ bottom surface တင်းငယ်တဲ့လီမြန်နှင်းလေးရဲ့တောင်မှန်လေးကအပေါ်ပိုင်းမှာဆိုလို့ရှိရင် 70m/s ရှိပြီးတော့ ောက်မြင့်နယ်ပြင်မှာဆိုလို့ရှိရင်60မီတာပါစက္ကန့်လေးရှိတာဖြစ်ပါတယ်။ဒီလိုအခြေအနေမှာရှိနေတဲ့ it the airplane had a wind area or 16.2 meter square တောင်ပံလေးရဲ့မျက်နှာပြင် area က16.2 meter square လေးရှိတယ်။ on the tower and on the pattern အပေါ်ပိုင်းနဲ့အောက်ခြေမျက်နှာပြင်မှာဒီလောက် area လေးရှိတာဖြစ်ပါတယ်။ဒီလိုရှိနေတဲ့အခါမှာ what is the net for net particle for အသက်တင်းတက်ရောက်တဲ့ down line မြင်မှာတက်ရောက်တဲ့အားလေးကိုမေးထားတယ်။ that the air exert on the airplane လင်းမြန်ရဲ့တောင်ပံပေါ်ကိုအသက်တင်တက်ရောက်တဲ့ဒေါင်လိုင်းမြင့်မှရှိနေတဲ့အာလီယာဘလောက်လဲလို့မိထားတာဖြစ်ပါတယ်။ the density of the air a 1.2 kg per meter cube လို့ပေးထားတာဖြစ်ပါတယ်။ဒါက air ရဲ့ density တနည်းအားဖြင့် rotor mole ကိုပေးထားတယ်။လင်းမြန်တောင်ပံလေးကအပေါ်မျက်နှာပြင်ရောအောက်မျက်နှာပြင်ပေါ်မှာရွှေရှားမှုတွေရှိတဲ့အတွက်ကြောင့်မူလမှာပထမမှာရွှေရှားတဲ့အပိုင်းလေးကို V1 equal to 17 mps, V2 equal to 16 mps လို့ရေးသားမယ်။ area demo က a equal to 16.2 m2, rho demo က rho equal to 1.2 kg/m3 လို့ပုံစံထဲမှာပေးထားတယ်။ဒီလိုပေးထားချက်အရသူဒီ for tor and button surface of the wind တောင်မန်လေးရဲ့အပေါ်မျက်နှာပြင်ရောအောက်မျက်နှာပြင်ရောရွေးရှားမှုတွေရဲ့ ဘဘောတဘာဝကိုလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ယူစင်းဘာနော်လီတီယိုရန်ကိုသုံးမယ်။ဘာနော်လီစီမင်းတွေကိုသုံးတဲ့အခါကျလို့ရှိရင်ကွန်ဒီရှင်အခြေအနေသည်နှစ်ပိုင်းခွဲကြမယ်။ပထမအပေါ်ပိုင်းကိုရေရှားမှုကိုဆုလိုခြင်းတဲ့အတွက်ကြောင့်1လို့သတ်မှတ်ပြီးတော့အောက်ခြေအခြေအနေကိုကိုစားပြုခြင်းတဲ့အတွက်ကြောင့်2လို့ဆက်ရှင်အပိုင်းနှစ်ပိုင်းခွဲလိုက်မှာဖြစ်ပါတယ်။လူခွဲလိုက်တဲ့အခါမှာ P1 plus h rho v1 square plus rho g h1 equal to p2 plus h rho v2 square plus rho g h2 ဆိုပြီးတော့ဒီလိုလေးရေးသားလိုက်မယ်ဒီလိုရေးသားတဲ့အခြေအနေမှာသူ့မှာရှိနေတဲ့အပေါ်မျက်နှာပြင်မှာဖြစ်ဖြစ်အောက်မျက်နှာပြင်မှာဖြစ်ဖြစ်သူ့ရဲ့ height တံမိုးတွေတူညီတဲ့အတွက်ကြောင့် rho g h1 နဲ့ rho g h2 လေးနဲ့ကကြေွားတော့ p1 plus h rho v1 square equal to p2 plus h rho v2 square ဆိုပြီးတော့ teacher တို့ဒီလိုလေးကြံရှိနေမယ်။ကြံရှိတဲ့အခါမှာမေးခွန်းမှာက dynamic particle 4အသက်တင်အသက်ရောက်မှုကိုမေးထားတဲ့အတွက်ကြောင့်မူလ formula ဖြစ်တဲ့ be equal to fia f equal to pa ကိုရှာမဲ့အတွက်ကြောင့် p ရဲ့တန်ဖိုးမသိဘူး p ဒီတနည်းအားဖြင့်ဒီပုံစံတစ်ပုံစံလုံးမှာရှိနေတဲ့ data b ပရက်ရှာတွေရဲ့ခြားနာခြင်းတနည်းအားဖြင့် P2- နဲ့ P1 တွေကိုရှာမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ P2- P1 equal to half rho V1 square half rho V2 square ဆိုပြီးဒီ share ကိုဒီလိုလေးရေးသားလိုက်မယ်ဒီလိုရေးသားတဲ့အခါမှာတူညီတဲ့တန်ဖိုးတွေကိုပုံထုံးလိုက်တော့ P2- P1 equal to half rho ပုံထုံးလိုက်တော့ P1 v1 square minus v2 square ဆိုပြီးတော့ teacher ရဲ့ equation နဲ့ဒီလိုလေးကျန်ရှိလာပြီဒီလိုကျန်ရှိတဲ့အခါမှာ have ကတော့ have ပဲ row နေရာမှာက1.2 v1 နေရာမှာက17 v2 နေရာမှာက16ကို အစားသွင်းပြီး calculation ပြုလုပ်လိုက်တော့718 basket ဆိုပြီးတော့ p2 minus p1 တနည်းအားဖြင့် pressure different လေးကိုရရှိလာပြီ pressure different ကိုရရှိရင် သူရှာခိုင်းတဲ့ f = pa ဆိုတဲ့ဒီ formula လေးမှာ p နေရာမှာ718 a နေရာမှာကပုတ်စာမှာ ပြီးထားတဲ့ system wide 2လေးကိုအစားသွင်းတဲ့အခါမှာနောက်ဆုံးအဖြေက12 c 3 c newton ဆိုပြီးတော့4တန်ဖိုးလေးကိုရရှိလာပြီဒီပုတ်စာတပုတ်စာလုံးကလည်း barnolysimi ကိုတုံးဆဲပြီးတော့တတ်ထုတ်ထားတာလေးဖြစ်ပါတယ်ဒါလေးကိုမင်းတို့တဘောပေါက်နားလည်မယ်လို့တီချေယူဆပါတယ်နောက်တစ်ခုကြည့်ကြရအောင်နောက်တစ်ခုက review exercise လေးကိုရောက်ရှိလာပြီ review exercise ကနံပါတ်1က can fluid flow from lower pressure to a higher pressure အရေးဒီကားတဲ့နေတဲ့ဖီအားကနေမြင့်တဲ့ဖီအားတွေကိုယူရှားနိုင်ပါလားလို့မိထားတာဖြစ်ပါတယ်ဒီလိုလေးဖြေကြမယ် fluid can flow from lower pressure to a higher pressure အရေးဒီသည် liquid တော်၎င်း gas တော်၎င်း lower pressure ကနေ higher pressure လေးကိုယူရှားနိုင်တယ်ဘလို့ခြေနေတွေကိုယူရှားလို့ရလဲဆိုရင်ဥမာလေးနဲ့တကွာပြောကြပြောကြရအောင် for example ဥမာအဖြစ် a water pump ရေစုပ်ဆက်တွေမှာ ဖန်အက်ရေတွေစုပ်တဲ့အချိန်မှာ water from a plate or lower pressure to a plate or higher pressure ရေစုပ်ဆက်လေးတွေမှာရှိနေတဲ့ရေတွေရဲ့ပန်းထွက်မှုတွေသည် native pH ကနေမြင့်မားတဲ့ pH ကိုပြောင်းလဲတဲ့အတွက်ကြောင့်အရေဒီငွေရေဒီ fluid ဆိုတာက liquid တော့၎င်း gas တော့၎င်းနှစ်ခုလုံးသည်မြင့် native pH ကနေမြင့်တဲ့ pH တွေကိုရွေရှားနိုင်တယ်ဆိုတော့ကိုဒီလိုလေးဖြေကြားလိုက်မှဖြစ်ပါတယ်နောက်တစ်ခုစကြည့်ကြရအောင်နောက်တစ်ခုက air is training per a horizontal aeroplane wind southern is p a 120 meter per second at the upper surface and 90 meter per second at the lower surface ရင်မြင်ညီမရှိနေတဲ့လီယင်ရဲ့တောင်ပံတစ်စီးရတဲ့သူ့ရဲ့အလင်ကအပေါ်မျက်နှာပြင်မှာဆိုရင်120 meter per second ရှိရဲ lower surface အောက်ခြေမျက်နှာပြင်မှာဆိုရင်90 meter per second အခြေအနေလေးရှိနေတာဖြစ်ပါတယ်ဒီလိုကြည့်နေတဲ့အခါမှာ it the wind a 10မီတာလောင်အရှေ့ကတော့30မီတာ2မီတာ wide အကျဉ်းကတော့2မီတာရှိတယ်။ and the density or it a 1.3 kg per meter cube လေထုထဲမှာရှိနေတဲ့တိတ်သေးစတံမိုးလေးကိုပေးထားတယ်။ fine ရှာပေးပါ။ the net live on a အသက်တင်ပင့်အားလေးကိုမိထားတယ်။လေမြန်တောင်ပံလေးရဲ့ကိုနေရှင်သည်အပေါ်မျက်နှာပြင်ရောအောက်မျက်နှာပြင်ရောဖြစ်နေတဲ့အတွက်ကြောင့် တန်ဖိုးလေးတွေကိုရေးတဲ့အခါမှာ v1 equal to 120 meter per second v2 equal to 90 meter per second လို့ဒီလိုအခြေအနေလေးရေးသားမယ်။ area ကပေးထားတဲ့အတွက်ကြောင့်သူပေးထားတဲ့အရှိတန်မိုးလေးနဲ့အကျယ်တန်မိုးလေးကိုမြှောက်တော့ term into tour equal to 20 meter square ဆိုပြီးတော့ရရှိလာပြီဒီလိုရရှိတဲ့အခါမှာ return မိုးကပုတ်စာမှာပေးထားတဲ့ ρ equal to 1.3 kg per meter cube f equal to quotient mass လို့ဒီလိုလေးရေးထားတဲ့အခါမှာ ဒီစင်းမြင့်တွေကိုတွတ်ထုတ်ဖို့ရန်အတွက်ယူစင်ဘာနောလီသီယိုရန်ကိုတွတ်ထုတ်ပြီးတော့သုံးမှာဖြစ်တဲ့အတွက်ကြောင့် condition အခြေအနေပထမတစ်ပိုင်းကို1နောက်တစ်ပိုင်းကို2လို့ဒီလိုလေးယူဆလိုက်မယ် equation ရေးတဲ့အခါမှာ p1 blood hair rho v1 square blood rho g h1 equal to p2 blood hair rho v2 square blood rho g h2 ဆိုပြီးတော့ဒီ equation တွေကိုရရှိလာပြီဒီလို equation တွေရရှိတဲ့အခါမှာ အပေါ်မျက်နှာပြင်းသော၎င်းအောင်မြင်သည့်မျက်နှာပြင်းသော၎င်းသူ့ရဲ့အမြင့်တန်မိုးတွေသည်တူညီတဲ့အတွက်ကြောင့် Rogi H1 လေးနဲ့ Rogi H2 လေးနဲ့ကကြေသွားတယ်ကြေတော့ P1 plus half rho V1 square equal to P2 plus half rho V2 square ဆိုပြီးတော့ဒီ equation လေးဒီလိုကြမ်းရှိမယ်ကြမ်းရှိတဲ့အခါမှာမေးခွန်းမှာမိထားတာ net force အသက်တင်အားကိုမိထားတဲ့အတွက်ကြောင့် P equal to FIA F E ควတူ P A လို့ဆိုလိုခြင်းတဲ့အတွက်ကြောင့် P ဒီတနည်းအားဖြင့်တဒါ B တဒါ B ဒီတနည်းအားဖြင့် P2 - P1 pressure ရဲ့ခြားနာခြင်းကိုဆိုလိုခြင်းတဲ့အတွက်ကြောင့်ဒီ equation မှာ P2 - P1 equal to half rho V1 square - half rho V2 square ဆိုပြီးတော့ဒီလို equation လေးရေးသားမယ်ရေးတဲ့အခါမှာ P2 - P1 ခြားနာခြင်းဒီတူညီတဲ့ပမာဏတွေကိုပုံထုပ်တော့ half rho V1 square minus v2 square ဆိုပြီးတော့ဒီ equation လေးကြံရှိလာပြီဒီ equation ကြံတဲ့အခါမှာဒီ share အစားသွင်းမယ် have ကတော့ have ပဲ row နေရာမှာကပုတ်ဆောင်မှာပြီးထားတဲ့1.3 v1 နေရာမှာ120 v2 နေရာမှာ90လေးကိုအစားသွင်းပြီးတော့ calculation ပြုလုပ်တဲ့အခါမှာ4095 pascal ဆိုပြီးတော့ရရှိလာပြီဖြစ်ပါတယ် f ကိုရှာဖို့အတွက် ်ပရက်ရှာကြီးရဲ့ခြားနာခြင်းနဲ့ area နဲ့မြောက်ကမှဖြစ်တဲ့အတွက်ကြောင့် p2 - p1 into a ဆိုပြီးတော့ဒီ equation လေးရေးမယ် equation နေရာမှာ p2 - p1 နေရာမှာ4095 into a နေရာမှာက20ကိုအစားသွင်းတဲ့အခါမှာ a1900 နူတန်ဆိုပြီးတော့တီချေတို့ရဲ့ f တန်မိုးလေးကိုရရှိလာပြီးဖြစ်ပါတယ်ဒီပု္ပ္ပစာတပု္ပ္ပစာလုံးဒီလဲတီချေတို့ ဘာနောလီသီရန်ကိုသုံးပြီးတော့တထုတ်ထားတဲ့အတွက်ကြောင့်ဘာနောလီစီမင်းနဲ့ပတ်သက်ပြီးတော့ဒီတခန်းလုံးမှာအသေးစိတ်သဘောပေါက်နားလည်မယ်လို့ယူဆပါတယ်။ဒီနေ့သင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။